နေပြည်တော်တမရအိမ်တော်စေယုံနှင့်ဝင်ကြီးဌာနယုံများပြိုကျပျက်စီးသဖြင့်မင်းအောင်လှိုင်စိုးဝင်းနှင့်ဝင်ကြီးများဖြစ်သလိုအစည်းအဝေးလုပ်နေရပြီးစိုးဝင်းကအစိမ်းရောင်ဒါလာဘက်ကအစည်းအဝေးလုပ်ရနေပြည်တော်တမရအိမ်တော်စေယုံနှင့်ဝင်ကြီးဌာနယုံများပြိုကျပျက်စီးသဖြင့်မင်းအောင်လှိုင်စိုးဝင်းနှင့်ဝင်ကြီးများဖြစ်သလိုအစည်းအဝေးလုပ်နေရပြီးစိုးဝင်းကအစိမ်းရောင်ဒါလာဘက်ကအစည်းအဝေးလုပ်နေရသည် မလ26ရက်နေ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကိုအကြံဖတ်သူစစ်ကောင်းဆောင်ဆိုဝင်းကလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးရုံးအစည်းအဝေးခန်းမတွင်ကျင်းပသည်ဟုဆိုကာအစိမ်းအောင်တာလာပတ်ကထားသောအဆောက်အအုံအောက်တွင်ပြုလုပ်ခဲ့ရသည် မလ30ရက်နေ့စစ်ကောင်စီခေါင်းဆောင်အကြံဖတ်မင်းအောင်လိုင်ကငလင်ဘေးဒဏ်သင့်ဒေတာများ၌ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအ мян ဆုံးဆောင်ရွက်သွားနိုင်၏အထူးစည်းဝေးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံဧကန်ကမ်းမဆောင်တွင်ကျင်းပသည်ဟုဆိုကဧကန်ချင်းချင်းလေးတစ်ခုတွင်ပြုလုပ်ခဲ့ရသည်ထို့အတူမက်လ30ရက်နေ့ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည့်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအထူး အရေးပေါ်အစည်းအဝေးသို့စစ်ကောင်စီ၏နိုင်ငံသားရေးဝန်ကြီးတန်းဆွေတက်ရောက်ခဲ့ရာတွင် ပြူကျနေသောနိုင်ငံသားရေးဝန်ကြီးယုံကိုနောက်ခံထား၍ရုံးအပြင်မှတက်ရောက်ခဲ့ရသည်နေပြည်တော်တွင်မလ28ရက်နေ့ငလင်ကျောက်အပြည့်အစည်းများစွာဖြစ်ပေါ်ခဲ့ရာတွင်အထူးသဖြင့်တမရအိမ်တော်စေယုံကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနယုံများစွာပြည့်စည်ခဲ့ရပြီးဝန်ထမ်းအင်အားများအားလုံးမှလည်းနေထိုင်၍မရတော့သည့်အထိပြူကျပြည့်စည်သွားရသည် စစ်ကောင်စီကနေပြည်တော်မှအပြက်စီများကိုဦးစားပေး၍ဖယ်ရှားပြီးဌာနဆိုင်ရာယုံများစေယုံများနှင့်ရင်းတို့နေအိမ်များကိုချက်ချင်းပြင်ဆင်မှုများကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုခဲ့ပြီးဖြစ်သည်